ရီပက်ဘလီကန်လွှတ်တော်မတ်တုံးဟာအချိန်ကြာမြင့်လွန်ခဲ့တဲ့ အောက်လွှတ်တော်ငွေကြေးရှာဖွေရေးနဲ့သုံးစွဲရေးအစည်းအဝေးပွဲမှာမိခနဲ့အိပ်ပျော်သွားခဲ့တာကြောင့်သူ့ကိုလှုံ့နှိုးခဲ့ရတယ်လို့ New Week ကဖော်ပြခဲ့ပါတယ်။အောက်လွှတ်တော်ငွေကြေးရှာဖွေရေးနဲ့သုံးစွဲရေးကော်မတီရဲ့အစည်းအဝေးဟာဆွေးနွေးချိန်နိုင်ပေါင်းများစွာကြာမြင့်ခဲ့ပြီးဆွေးနွေးခဲ့တဲ့အကြောင်းအရာတွေထဲမှာသမ္မတဒေါ်နယ်ထရမ့်ရဲ့အခွန်ဖြတ်တောက်မှုတွေပါဝင်တဲ့ကျယ်ပြန့်တဲ့ငွေကြေးဥပဒေကြမ်းကိစ္စကိုလည်းဆွေးနွေးခဲ့ပါတယ်။ မေလ23ရက်ကနေမေလ14ရက်မနက်ပိုင်းအထိကြာမြင့်ခဲ့တဲ့အစည်းအဝေးမှာလွှတ်တော်မတ်တွေကဥပဒေကြမ်းကိုဖြည့်ဆွတ်ပြင်ဆင်ချက်တွေလှုံ့ဆော်ခြင်းပြုမပြု အခြေတင်ဆွေးနွေးတာနဲ့မဲခွဲတာတွေကိုလှုံ့ဆောင်ခဲ့ပါတယ်။ဥပဒေကြမ်းကိုမဲခွဲအတည်ပြုမယ်ဆိုတာကဒီဥပဒေဟာအစားအသောက်ပံ့ပိုးရေးအစီအစဉ် SNAP လို့လူမှုရေးဆိုင်ရာအစီအစဉ်တွေကိုတည်ရောက်မှုတွေရှိလာနိုင်ပါတယ်။ဒါပေမဲ့ဥပဒေကြမ်းကိုအင်အားမကွာတဲ့ကွန်ကရစ်ကိုတင်သွင်းတဲ့အခါ Republican ကနေရခွနဲ့နေရသာအသာရထားတဲ့အနေအထားမှာဥပဒေကြမ်းကိုအတည်ပြုရေးအတွက်ဗတ်ပြောင်းထောက်ခံမှုတချို့သာလိုအပ်နိုင်ပါတယ်။အစည်းအဝေးမှာ California Democrat ဂျူဒီချူတင်သွင်းတဲ့ပြင်ဆင်ချက်ကိုမဲခွဲနေစဉ်ယူတာပြည်နယ်ရဲ့ Republican လွှတ်တော်အမတ် Blade Moe ဟာမင်းကနေအိပ်ပျော်သွားခဲ့ပါတယ်။အိပ်ပျော်သွားတဲ့ Blade Moe ကို Minnesota ပြည်နယ်ရဲ့ Republican လွှတ်တော်အမတ် Michelle Fitbush ကနှိုးခဲ့ရတဲ့အတွက်တခြားလွှတ်တော်အမတ်တွေကရှိခဲ့ကြပါတယ်။အစည်းအဝေးကျင်းပချိန်14နာရီအကြာမေလ14ရက်မနက်6:59မိနစ်မှာဖလိမိုးအိပ်ပျော်သွားခဲ့တာဖြစ်ပါတယ်။ ကျွန်တော်ကအင်အားပြည့်လမ်းဆန်းဖို့မြ мян လေးတမီးလောက်အိပ်ဖို့လိုအပ်ကောင်းလိုအပ်ခဲ့တာပါ။ဒါပေမဲ့အစည်းအဝေးဟာ18နာရီကြာမြင့်ခဲ့ပါတယ်။ကျွန်တော်ကိုလှုံ့နှိုးခဲ့တဲ့အမျိုးသမီးလွှတ်တော်အမတ်မေဘတ်ကိုကျေးဇူးတင်ပါတယ်လို့ပလိမိုးက New Wish ကိုပြောကြားခဲ့ပါတယ်။တခြားလွှတ်တော်အမတ်တချို့လည်းအိပ်ပျော်ခဲ့တယ်လို့သိရပါတယ်။